။အိုဘာဖြစ်နေတဲ့တရက်ထွန်းရဲ့အကြောင်းကိုအမှတ်မတင်ပြောမိတာကြောင့်ပြန်ရှင်းလိုက်တဲ့ဖာစီ။ကျမတို့ရင် The Celebrity New Channel လေးကနေပြန်လည်ကကြိုဆိုလိုက်ပါရင်။မေတော်ဖာစီကတော့ဟာတာလေးတွေကြောင့်လူပိုတိများလာခဲ့သူပါ။အများနဲ့မတူတဲ့ဟာတာညံလေးကြောင့် TikTok ကနေအပိခဲ့တာပိုးခံလာခဲ့ရပြီးတော့ဆယ်လီဖြစ်ပါရောက်ရှိခဲ့ရပါရင်။လက်ရှိမှာတော့ဖာစီအနေနဲ့တရက်ထွန်းရဲ့ Over Item တွေကြောင့်စောင့်ကြည့်ခံလာခဲ့ရပါရင်။ ဖာစီကတော့မကြိုက်တဲ့မိန်းသမီးတွေရဲ့နာမည်ကိုမေးလိုက်တဲ့အခါထထထင်လို့ပြောမိခဲ့တာပါ။ဒါကြောင့်လည်းပရိသတ်ချူကပွဲကြသွားခဲ့ရပြီးတော့ထထူကြရတဲ့အကြောင်းကိုပါဆိုလာခဲ့ရပါတယ်။ဖာစီကတော့ထထထွန်းရဲ့ over idea တွေကအနေငယ်စင်မပြေကြောင်းထောက်ပြသွားခဲ့ပါတယ်။ အမှန်တကယ်မှာတော့အဆိုပါပရိုဂရမ်တွေနဲ့အကြောင်းအရာများစွာကိုဖတ်ထားခဲ့ပြီးတော့ဖာစီနဲ့ထက်ထချုံတို့သာထက်ခါထက်ခါအသားပေးထားခဲ့တာပါ။ဒါကြောင့်လေဖာစီနေနဲ့ပရိုဂရမ်ပေါ်မှာမိကုန်းတွေကိုပြန်ထုတ်လာခဲ့ပါတယ်။ဖာစီနေနဲ့သမီးဆိုးစကားတွေကထက်ထချုံရဲ့ဇဝင်ကနေကြောင်းအခုလိုမျိုးဆိုခဲ့တာပါ။ဒါကြောင့်လေပွဲဖြစ်စရာမရှိကြောင်းဟာတာတော့သွားခဲ့ပါတယ်။ဒါပြင်မှာတော့ဖုံးဆက်ကတောင်းပန်ခဲ့သူဖြစ်ပြီးထက်ထချုံကတော့အခုလိုမျိုးဖြစ်ပြီးတဲ့အတွက်ကျေးဇူးပါတင်နေခဲ့ပါတယ်။အဆုံးထိတရှိဝပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။